တို့အရန်ချစ်လာပြီဆိုဒီမိန်းကလေးကသူတယောက်တည်းအတွက်ပဲအဲ့တော့တဝင်းတုံမှု16000လဲခံရမယ်ပေါ့လိုအပ်တာထက်ပိုနေတော့ဒါဒီကမဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့တဝင်းတုံမှုကတော့ရှိတယ်နောက်ပြီးကြတော့ခါကြတော့ဒီမိန်းကလေးရဲ့ သွားတယ်လာတယ်ပြီးရင်ဘယ်သူနဲ့ပတ်သက်နေတယ်ဆိုတဲ့အရာတွေသူတို့ခေါင်းထဲမှာအများအားဖြည့်ရှိတယ်အဲဖြည့်ရှိတယ်ပြီးတော့ခါကျတော့အဲအချိန်ပြည့်ကြီးအချိန်ပြည့်ကြီးဖြည့်စည်းမပေးနိုင်ဘူးဒီမိန်းကလေးပေါ်မှာအချိန်ပြည့်ရင်ဘာစားခြင်းနေလဲငါဒါလာဖို့မယ်အဲဒါနေစားခြင်းနေလို့ပြောထက်အဲ့လိုမျိုးတိတ်တိတ်မွားမွားလေးတွေဖြည့်စည်းနိုင်ဖို့အတွက်နောက်ပိုင်းမှာအရန်ခက်သွားတတ်တယ်သူတို့ကဟန်ဆောင်ကောင်းတယ်သူတို့ကအရန်ဟန်ဆောင်ကောင်းတယ်ဘာဖြစ်လို့ဆိုသူတို့ကဒီမိန်းမတယောက်ကို စိတ်ထဲကနေနိနေကကမချစ်သေးဘူးဆိုပို့ပြီးတော့မှဒီမိန်းမတယောက်ကိုချစ်ချောင်းနေအရန်ပြောတတ်တယ်။ဒီမိန်းမတယောက်ကြွေရှင်းလာအောင်ပို့ပြောတတ်တယ်။ဘာစားကြည့်လဲလာပို့မယ်မင်းညာဒီရလေးပြောလို့ဒါလုပ်တယ်ဆိုတော့အဲတသေးလေးတွေမကြည့်နဲ့နော်တသေးလေးတွေမကြည့်နဲ့တချို့ကအရာလေးတွေကအကိုစားကြည့်တာကိုပြောလိုက်တာကိုဒီကောင်မေ့နေတယ်ဆိုတာလေးအတိုင်းတားလေးတစ်ခုလောက်နဲ့မဆုံးဖြတ်နဲ့နော်။အမှန်တရားတစ်ခုပြောမယ်နော်။အမှန်တရားတစ်ခုပြောမယ်။အခုခစ်ကြည့်ရလေအခုခစ်ကြည့်ရလေဒီစားတယောက်ရဖို့လွယ်တဲ့ခစ်ကြည့်မှာ။ ဟုတ်တယ်နော်ဒီယောက်ျားလေးအတွက်ကပိုလွယ်တယ်ဟိုင်းစားပြီးပြီလားလားဆိုတော့နောက်ရက်ကြီးစားဖြစ်ပြရယောက်ျားလေးအတွက်ပိုလွယ်တယ်အဲ့တော့ယောက်ျားလေးအတွက်လွယ်တဲ့ခစ်ကြီးမှာဒီမိန်းကလေးကိုသူတို့စပြီးပိုးပန်းတဲ့အချိန်မှာဘလို့ပိုးပန်းခဲ့ရလဲဘလောက်လွယ်လဲဆိုတော့သူတို့ကောင်းနေမှာရှိတယ်နော်သူတို့ကောင်းနေမှာရှိရထားလိုက်ကြိုက်သွားပြီဟုတ်တယ်နော်သူတို့ကြိုက်သွားပြီသူတို့ကဟန်ဆောင်ကောင်းတယ်သူတို့ကအရန်ဟန်ဆောင်ကောင်းတယ်ဘာဖြစ်လို့ဆိုသူတို့ကဒီမိန်းမတယောက်ကို စိတ်ထဲကနေနိနေကကမချစ်သေးဘူးဆိုပို့ပြီးတော့မှဒီမိန်းမတယောက်ကိုချစ်ချောင်းနေအရန်ပြောတတ်တယ်ချစ်ချောင်းနေပြောတတ်တယ်ဒီမိန်းမတယောက်ကျွေးရှင်းလာအောင်ပို့ပြောတတ်တယ်ဒီယောက်ျားတယောက်ကဒီမိန်းမတယောက်ကိုအသေးခိုက်အောင်ချစ်လာပြီဆိုရင်အဲ့အချောင်းနေပြောတာတဲ့ဒီမိန်းမပေါ်မှာအာဘယ်လိုပြောမလဲစိုးရိမ်မှုတွေပူပန်မှုတွေဒီမိန်းမတယောက်သူ့ရှာနေလွတ်ထွက်သွားမှာတွေဒီမိန်းမတယောက်နောက်တယောက်တွေ့မှာတွေတဝင်တုံမှုတွေအဲ့လိုနည်းနည်းလေးပေါ့နော်တောကပြများလာတွေရှိလာတတ်တယ်အဲ့တော့ အတွေးမနာလေးရှိရယ်ကိုတော်ကလည်းအတွေးမခဲ့တယ်ဘာလဲဆိုတော့ဒီယောက်ျားတယောက်ကကိုယ့်ကိုချစ်လို့ဟဲချစ်လိုက်တာလွမ်းလိုက်တာဘာစားပြီးလဲအမြဲတမ်းချူတာပြီးရောမလေးကိုလိုအပ်ချက်တွေကိုအမြဲတမ်းဖြည့်ဆည်းပေးနိုင်မယ်လို့ကိုကိုတွေးနေပြီဟာ तू ကငါ့ကိုအရာကောင်းတာပဲငါစားချင်တာပါသိရတော့ဟဲ तू လာဖို့ရှာတယ်တော့အဲ့ဒီအလုပ်တွေကသူတို့အစပိုင်းမဲ့လုပ်နိုင်ရင်နော်အစပိုင်းမဲ့လုပ်နိုင်တယ်အဲ့ကြောင့်မလို့ဒီ main ကလေးတယောက်ကို သူတို့ကမချစ်ဘူးဟဲ့ဒါပါရေးစားဖြစ်ရုံ တက်တက်ပဲရအပေါ်ရန်လေးပဲတည်မလားအဲ့လိုမျိုးဆိုလို့ရှင်တို့ကအာဒီလိုမျိုးကွာနီးစနစ်တွေတုံးပြီးတော့မှချက်ပြတ်တက်တယ်နော်ချက်ပြတ်တက်တယ်အဲ့လိုပဲဒီယောက်ျားတယောက်ကစချစ်ရင်လည်းနောက်ပိုင်းမှာတအားနိနေကကချစ်ပြီးသူ့ဘဝတစ်ချောက်လုံးအတွက်ရည်ရထားတယ်သူ့တယောက်တည်းပဲပိုက်ဆိုင်ဖို့အတွက်ရည်ရထားတယ်သူတို့အရန်ချစ်လာပြီဆိုဒီမိန်းကလေးကသူ့တယောက်တည်းအတွက်ပဲအဲ့တော့တဝင်းတုံမှုတောင်း6000လဲအဲခံရမယ်ဗောလိုအပ်တာထက်ပိုနေတော့ဒါဒီက ကမဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့တဝင်းတုံမှုကတော့ရှိတယ်နောက်ပြီးကြတော့ခါကျတော့ဒီ main ကလေးရဲ့ သွားတယ်လာတယ်ပြီးရင်ဘသူနဲ့ပတ်သက်နေတယ်ဆိုတဲ့အရာတွေသူတို့ခေါင်းထဲမှာအမြဲတမ်းပြည့်ရှိတယ်အဲအပြည့်ရှိတယ်ပြီးတော့ခါကျတော့အဲအချိန်ပြည့်ကြီးအချိန်ပြည့်ကြီးဖြည့်ဆည်းမပေးနိုင်ဘူးဒီမိန်းကလေးပေါ်မှာအချိန်ပြည့်ကြီးမြင်ပါစားခြင်းနေလေငါဒါလာပို့မယ်အဲဒါနေစားခြင်းနေလို့ပြောထက်အဲ့လိုမျိုးတိတ်တိတ်မွားမွားလေးတွေဖြည့်ဆည်းနိုင်မှုတွေနောက်ပိုင်းမှာအရန်ခတ်သွားတတ်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဒီမိန်းကလေးနဲ့အဲဘဝရည်မှန်းချက်ပန်းနိုင်ကိုသွားဖို့အတွက် तू အဲဘယ်လိုပါဗဇက်ခထုတ်မပြောပြနိုင်တဲ့ဘောနော်စူးစမ်းမှုတွေရှိတယ် 比较哪个不烂的都洗的，哎，哪有妙计呢？ အဲ့ဒါကြီးမြင်အောင်ကြည့်နော်အဲ့ဒါကြီးမြင်အောင်ကြည့်ပြီးတော့မှကိုးကောင်လေးကိုးပေါ်မှာထားတဲ့လေဘယ်လောက်ရှိလဲဆိုတာမြင်အောင်ကြည့်နော်ဘာစားကြည့်လဲလာပို့မယ်မင်းညာဒီကလေးပြောလို့ဒါလုပ်တယ်ဆိုတော့အဲတသေးလေးတွေမကြည့်နဲ့နော်တသေးလေးတွေမကြည့်နဲ့တချို့ကအရာလေးတွေကအကိုစားကြည့်တာကိုပြောလိုက်တာကိုဒီကောင်မေ့နေတယ်ဆိုတာလေးအတိုင်းတားလေးတစ်ခုလောက်နဲ့မဆုံးဖြတ်နဲ့နော်ဘဝတစ်ခုလုံးအတွက်ကိုးကိုထားတဲ့အပေါ်မှာမူတည်တဲ့ဟာကိုသူဘယ်လောက်ထိကိုးပေါ်မှာပြောင်းလဲမှုရှိနေတချို့တော့အကြောင်းအရာလေးတွေကအပေါ်ရန်ကိစ္စလေးတွေကိုပဲဆုံးဖြတ်ချက်ချလို့မရတာတော့အမှန်ပါပဲမိတ်ဆွေတို့အမျိုးလည်းကိုမမမှန်ခဲ့ပေးလို့ းရပါတယ်